တရေဇလန်းတွေကိုစိတ်ဝင်စားတဲ့တငယ်ချင်းများအတွက်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇလန်းလေးကတော့ပရလောကသားများနဲ့အေးမှဆိုတဲ့ဖြစ်ရမှန်တရေဇလန်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ကျွန်တော်ကတော့တင်ဆက်သူဟီလာဖြစ်ပါတယ် အေးမာရဲ့တခြားသူတွေနဲ့မတူတဲ့အချက်တခုကတော့ပရလောကသားတွေကိုမြင်နိုင်တယ်လို့သူတို့နဲ့လည်းစကားပြောနိုင်ပါတယ်။ဒါဟာဘာကြောင့်လဲဆိုတာတော့အေးမာလည်းမပြောတတ်ပါဘူး။အေးမာကနှလုံးရောဂါခံလဲရှိပါတယ်။တခါတော့ကအေးမာနေတဲ့ဝေါမျိုးကနေရန်ကုန်ကိုအလဲသွားတော့အေးမာနေတဲ့အနီးတစ်ဝိုက်ကနေရာတစ်ခုမှာမိအကြီးကျေလောင်ပါတယ်။အေးမာလည်းမိလောင်တာကိုထွက်ကြည့်မိပြီးမေးလဲသွားပါတယ်။အဲ့ဒါနဲ့အေးမာကိုစေကန်းကိုခေါ်သွားတော့ဆရာဝန်ကစေးယုံတက်မလာတဲ့အဲ့ဒါနဲ့အေးမာရဲ့အမျိုးသားနဲ့ဆွေမျိုးတွေကလည်းပါနေတော့စေးယုံမတက်တော့ဘူးလို့ပြောပြီးပြန်လာခဲ့ကြတယ်။ဆရာဝန်ကအစာမမကျွေးပါနဲ့အုံးဆိုလို့ အေးမာကိုမြူဆွမ်းဝယ်ပြီးတိုက်ပါတယ်အေးမာကမတောက်ချင်ဘူးညင်းတော့တောက်လိုက်နော်တောက်မှဖြစ်မယ်ဆိုတာနဲ့အကြီးတစုံတောက်လိုက်ပါတယ်နောက်ထပ်တစုံလည်းတောက်လိုက်ရောမြူဆွမ်းဖက်တွေတန်းလန်းကြီးနဲ့အေးမာတတိလစ်သွားပါတယ်အေးမာတယောက်ရန်ကုန်ကနေဝေါ်မြို့ကိုရောက်တဲ့အထိပြေးလိုက်ရတာပြောမနေပါနဲ့လူလဲမောပန်းနေတာပဲအေးမာတို့နေတဲ့ဝေါ်မြို့ကတင်ချိုင်းဟောင်းနာလဲရောက်ရောလူကြီး၅ယောက်ရေနွေးကျန်းထိုင်တောက်နေကြတာကိုအေးမာမြင်လိုက်တယ်ကလေးတယောက်နှစ်ယောက်လဲသူတို့အနားမှာစောနေတာတွေ့လိုက်ရတယ်ဒါနဲ့အေးမာလည်းမောလာတာနဲ့အဲ့ဒီလူကြီးတွေစီကနေ အမောပြေရေနွေးကြမ်းလေးတောင်းတောက်မယ်ပေါ့ဆိုပြီးသူတို့အနားသွားထိုင်လိုက်တယ်။အေးမာကအယံမောလာလို့ရေနွေးကြမ်းလေးတစ်ခွက်လောက်တိုက်ပါလာလို့ပြောလိုက်တယ်။မတိုက်နိုင်ဘူး။တိုက်လို့မရဘူး။နင်ဘဲကလည်းဆိုပြီးအေးမာကိုလေတံမမာနဲ့အဲ့ဒီလူကြီးကမေးတယ်။အေးမာလည်းဝေါမျိုးကပါအခုရန်ကုန်ကနေဒီကိုပြေးလာတာ။မောလို့ရေနွေးလေးတစ်ခွက်တောင်မတိုက်ချင်ကြဘူး။ဗမာလူမျိုးချင်းချင်းအဲ့လောက်တော့မနဲ့မျောတင်ပါဘူးဆိုတော့ငါပြောပြီးပြီပဲ။နင့်ကိုတိုက်လို့မရဘူးလို့။သွားနေပြန်တော့နင်နေတဲ့စီကိုပြန်တော့အဲ့လူကြီးကအေးမာကိုအသေးအတန်ပြန်ခိုင်းတယ်။ အေးမှလည်းမပြန်ဘူးလို့ပြောလိုက်တယ်။ဟိတ်ကောင်တွေသွားခေါင်းဆောင်ကိုသွားခေါ်လိုက်။အဲ့ဒီလူကြီးကသူ့ဘေးကလူနှစ်ယောက်ကိုခိုင်းလိုက်ပါတယ်။သူ့စကားဆုံးသွားတော့သူ့ဘေးကလူနှစ်ယောက်လည်းရုတ်တရက်ပြောက်သွားကြတယ်။ဒါနဲ့အေးမှလည်းပီကပ်ပြီးထိုင်နေလိုက်တယ်။ခဏလောက်နေတော့ဒုံဒုံဒုံဆိုပြီးအတန်ကြီးကိုအေးမှကြားလိုက်ရတယ်။အေးမှမော့ကြည့်လိုက်တော့နဲတဲ့လူကြီးမဟုတ်ဘူး။သူ့ခြေထောက်ကအေးမှထိုင်နေတာထက်ပိုရှည်နေသေးတယ်။ဒါနဲ့သူကခေါင်းကြီးငုံပြီးအေးမှကိုပြောတယ်။မင်းကလေးနေပြန်တော့အေးမှလည်းမပြန်နိုင်ဘူးလို့ခက်မှမှာပဲပြောလိုက်တယ်။ 哎呀，那杜鲁也讲上了，杜鲁哥，去讲来，杜哥来家山树边钓来罢了。杜鲁讲上了，别来硬命耽误了家药。十七妈呗，现女将抬到你了。如今我要个，小哥身体就撇大着嘞。得要个，人哪只一冲子，得要人人哪只个，是哥一路玩玩就撇大嘞。十五妈呗，杜鲁也有一万五米来钱了。伊妈来出皮了不？杜鲁哥，伊妈呢？别家你不留幺来得那么的，店铺资源呢来哪家嘞？伊妈来我庙里过运气的，不留别运气的，伊妈。 ဝုံမြူတဲကိုဝင်လို့မရဘူးအေးမခန္ဓာကိုကြီးကရန်ကုန်ကိုပဲ UTB ရောက်ရောက်သွားတယ်အတော်ဝေးဝေးကိုရောက်လို့နောက်ကိုလှည့်ကြည့်လိုက်ရောသူတို့တွေလိုက်မလာကြတော့ဘူးဒါနဲ့အေးမနေတဲ့အိမ်ကိုလည်းရောက်ရောအေးရပုံမှာလဲနေတဲ့အေးမကိုအေးမပြန်မြင်လိုက်ရတယ်အေးမလည်းဘာမှမစင်စားပဲခန္ဓာကိုယ်တဲကိုပြန်ဝင်လိုက်တယ်ထိုအချိန်မှာပဲအေးမပြန်ပြီးတတိလေလာတော့တယ်ဒါကအေးမရန်ကုန်မှာနေတော့ကြုံခဲ့ရတဲ့အဖြစ်အပျက်တစ်ခုပေါ့နောက်ထပ်ထူးထူးဆန်းဆန်းဖြစ်တာကြတော့အေးမရထားစီးရင်ကြုံခဲ့ရတာအဲ့ဒါလေးကိုအေးမပြန်ပြောပြမယ်ဟိုအရင်က ရန်ကုန်မန္တလေးစပို့ရထားရှိပါတယ်အဲ့ဒီရထားကြီးမိုင်းထိခဲ့တာလဲအတော့ကိုကြာခဲ့ပါပြီဒါကိုအေးမာမေ့ပြီးတော့စီးလာခဲ့တယ်အေးမာကအယောင်းဝယ်ကိစ္စတစ်ခုနဲ့ရထားစီးပြီးထွက်လာတာပါရထားပေါ်မှာအသက်ကြီးကြီးအဖွားတွေရောကုန်တယ်တွေရောအစုံပါတယ်အေးမာစီးလာတဲ့ရထားကတောင်ငူနဲ့ဖြူချမှာရထားကြော်ပါတယ်ရထားကြော်တာတနာကြီးကြော်ကြော်လောက်ဆောင်းရပါတယ်သူများတွေကတော့ရထားပေါ်ကနေအရှူရှူဆင်းသွားကြတာပေါ့ဒါပေမဲ့အေးမာမဆင်းပဲရထားပေါ်မှာနေခဲ့တယ်အေးမာထိုင်တဲ့ခုံနံပါတ်က၄၉၅၀ နှခုံတွဲအေးမှယူထားတာပေါ့အဲ့ဒီအချိန်မှာပဲယထားပေါ်ကိုအမျိုးသမီးတွေတက်လာကြတယ်ဟဲ့ဟဲ့ဝင်းမကိုမအေးမယထားပေါ်တက်လာတဲ့အမျိုးသမီးတွေတဲကတယောက်ကအေးမနာမည်ကိုပြောပြီးသူ့မိတ်ဆွေဝင်းမကိုယထားပေါ်မှာအေးမပါတဲ့အကြောင်းပြောတယ်သူတို့ကယထားအတက်အစင်းထိုင်ကုန်သားကနေယထားပေါ်ကိုတက်လာကြတယ်သူတို့နဲ့အတူကလေးတယောက်ပါတယ်အားလုံးလေးယောက်ဒါပေမဲ့သူတို့ကဝင်းမဆိုတဲ့အမျိုးသမီးကိုပဲအဓိကထားပြီးပြောကြတယ်အေးမအေးမငါတို့ကိုကူညီပါဟင်းနင်တို့ကဘယ်သူတွေလဲ နင်တို့ကငါမသိဘူးငါကဘာကူညီရမှလည်းမကူညီနိုင်ဘူးသွားသွားလုပ်ပါအေးမငါတို့ကိုကဲပါမကူညီနိုင်ဘူးပြောနေတယ်လေနင်တို့ကမှငါမသိပဲငါတို့ကယထားမိုင်းထိပြီးတည်ခဲ့ရတာပါအေးမငါတို့ကိုကူညီပါဆိုပြီးတယောက်ကသူ့အောက်ပိုင်းကိုပြတယ်ကြည့်လိုက်တော့သူ့အောက်ပိုင်းကြီးတစ်ခုလုံးမရှိတော့ဘူးငါယထားစီရင်အပေါ့သွားတော့မိုင်းထိပြီးဆုံးခဲ့ရတာပါလို့ပြောပြီးအေးမကိုသူတို့တည်ခဲ့တဲ့ဖြစ်စဉ်ကိုရုပ်ရှင်တစ်ပုဒ်အလားပြန်ပြီးပြောပြကြတယ်အေးမလည်းသူတို့ဘလို့တည်ခဲ့တယ်လဲဆိုတာမျက်ဝါးထင်ထင်မြင်လိုက်ပါတယ် နာနေလို့ကိုမကူညီနိုင်ဘူးနာနေလို့ထွက်သွားအောင်လုပ်လိုက်ရမလားအေးမာကအဲ့ဒါလိုပြောလိုက်တော့စိတ်မကောင်းတဲ့မျက်နှာတွေနဲ့ယထာဘောကပြန်ဆင်းသွားကြတယ်ဟဲ့အေးမာအေးမာနဲ့တယောက်တည်းဘယ်သူနဲ့စကားပြောနေတာလဲအေးမာထိုင်တဲ့ခုံနောက်ကဖြူမြုတ်ကကုန်တယ်ဒေါ်မြကြီးကအေးမာကိုလှမ်းပြောလိုက်တာအေးမာလည်းအိမ်မက်လူလူတကယ်လူလူနဲ့ဘာမှမသိလိုက်ဘူးအမေမြကြီးဒီနေရာမှာအရင်ကဘာဖြစ်ခဲ့ဘူးလဲဟဲ့အေးမာနင့်အပေါက်ကိုပိတ်ထားစမ်းနင့်ကိုရွှေညောင်လမ်းရောက်မှပြောပြမယ်ဒေါ်မြကြီးကအေးမာကိုအဲ့ဒါလိုပြောပြီး ဆောင်းတွေကောင်းမှုချုံပြီးအိတ်နေကြတယ်။ဒီလိုနဲ့ရွှေညောင်လမ်းရောက်တော့ဒေါ်မြကြီးကအေးမာဘူးပြောပြတယ်။ဟဲ့အေးမာညကနေ့ကိုမပြောတာငါတို့ကြောက်လို့ဘာလို့လဲအမေမြကြီးရဲ့အဲ့ဒီနေရာကကိုအရင်ကမိုင်းထိထားတဲ့နေရာအဲ့ဒီနေရာရောက်ရင်ငါတို့ပါလာတဲ့ငါးချောက်တွေဆိုတေချာထုတ်ပိုးတင်ထားရတယ်။မဟုတ်ရင်ပါလာတဲ့ငါးချောက်တွေအကုန်လုံးအယိုးပဲကျန်နေ၏။ဒါကြောင့်ငါတို့ကကြောက်လို့နင့်ကိုမပြောပြခဲ့တာပေါ့အေးမာရဲ့ဟဲ့ဟုတ်လားအေးမာမသိပါဘူးဒေါ်မြကြီးပြောပြမှယထာမိုင်းထိပြီးတည်တဲ့အထဲမှာအေးမာတို့ရွာက မိန်းကလေးတယောက်လည်းပါနေမှတိလိုက်ရတယ်။အေးမလဲ။သူတို့ကိုတနာသွားမိတယ်။ငါသူတို့ကိုကူညီမဖြစ်မဲ့ဆိုပြီးတွေးလိုက်တယ်။ဒါနဲ့အေးမဘာကိုသွားတတိယလဲဆိုတော့မဟာစီဒီကိုသွားပြီးတတိယလိုက်တယ်။အဲ့ဒါနဲ့တောင်ကြီးကိုရထားပြန်မတက်ခင်မဟာစီဒီကိုသွားပြီးထိဖြူကတ်တယ်။မဟာစီဒီဆိုတာတောင်မူမျိုးရဲ့တိုက်ချုပ်နေရာပေါ့။ဒါနဲ့ထိဖြူကတ်ရင်မဝင်းမာနဲ့အပေါင်းအပါလေးယောက်ဒီကိုကြွပါလို့ပြောပြီးအမြအတန်းပေးလိုက်တယ်။တောင်ကြီးကနေအယောင်းဝယ်ကိစ္စနဲ့ပြန်လာတော့လမ်းမှာရထားစီးနေရင်ရုတ်တရက်အတန်းကြားလိုက်ရတယ်။အဲ့ဒါဘာလဲဆိုတော့ ကျွပ်ပြီးလုတ်ပြီးအေးမာရေကျွပ်ပြီးလုတ်ပြီးတဲ့အာရဝန်တာအော်ဟစ်နေတဲ့အတန်တွေကိုကြားပြီးအေးမာလည်းဝန်တာပြီးတိမျက်ရည်တွေတောင်းကြခဲ့ရတယ်လို့ပြောရင်းပရလောကသားများနဲ့အေးမာဆိုတဲ့ထိရမှန်ဇလန်းကိုအဆုံးတက်လိုက်ပါတယ်